documentary adherence style လုံနည်းက PC နဲ့ပဲလုပ်လို့ရတာလား no 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 မဟုတ်ပါဘူး mobile application နဲ့လည်းလုပ်လို့ရပါတယ်အဲ့ဒီထဲမှာ processor add လို့ရတယ် align motion နဲ့လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆက်ပြီးတော့ကြည့်လိုက်အောင် okay ပထမဆုံးကျွန်တော်ဒီ align motion နဲ့ကိုတစ်ချက်ဝင်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ထုံးစံတိုင်း black icon လေးကိုနှိပ်ပြီးတော့ကျွန်တော် background တစ်ခုကိုကျွန်တော် alignment okay ဒီကောင်လေးကိုတစ်ချက်ယူလိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီ black icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော် background ရောက်သွားပြီဆိုရင် black icon လေးကိုတစ်ချက်ပြန်နှိပ်လိုက်ပြီးသွားရင်ကျွန်တော်ဒီ media လေး ေးကိုတစ်ချက် sorry media ram ဝင်တော့ကြောဒီ rectangle တူးလေးကိုတစ်ချက်နှိပ်လိုက် edit shape ကိုနှိပ်ပြီးတော့ကြောဒီကောင်လေးကိုနည်းနည်းလေးဆွဲချယ်လိုက်မယ်ပြီးတော့ဒီ wire လေးနည်းနည်းလေးအောက်ကလေးကိုဆွဲလိုက်မယ်ပြန်ကြောဒီ rectangle လေးကို edit shape ကိုနှိပ်ပြီးတော့ radius ကိုကြောဒီအဆုံးထိထားလိုက်မယ်နော်ပြီးရင် black icon လေးကိုပြန်နှိပ် feather drawing ကိုပြန်နှိပ်ပြီးတော့ဒီ point လေးကိုဒီအပေါ်ဆုံးနေရာလေးကိုတစ်ချက်ထောက် โอเคသူနဲ့တပြေးတည်းပေါ့เนาะโอเคဒီတိုင်းမဲ့ဒီ line အတိုင်းမဲ့ဆွဲသွားလိုက်မယ်ဒီမှာတစ်ချက်ထောက်โอเคပြီးရင်ကျောင်းဒီအဆုံးကြီးသွားလိုက်မယ်เนาะဒီ line အတိုင်းမဲ့သွားမယ်โอเคဒီမှာတစ်ချက်ထောက်ပြီးရင်ရပြီပြီးရင်များလေးနဲ့ပြန်ထွက်မယ်ပြီးရင်ကျောင်း color fade out တစ်ချက်ဝင်မယ်ပြီးရင် no color လေးကိုတစ်ချက်ယူပြီးရင်ကျောင်း border shadow ထဲမှာဒီ stroke လေးကိုဖွင့်ပေးလိုက်မယ်ပြီးရင်ကျောင်းဒီ color လေးကို white ကလေးထားလိုက်မယ်ပြင်ကြော်ဒီကောင်လေးကို adjust လုပ်လိုက်မယ် โอเคပြီးတော့ပြန်ထွက်လိုက်မယ်ခါပြီးတော့ကျော်ဒီ rectangle လေးကိုကျော်ဒီမျက်လုံးလေးကိုပိတ်လိုက်မယ်โอเคဒါဆိုရင်ဒီတိုင်းလေးရောက်သွားပြီရောက်သွားပြီဆိုရင်ကျော်ဒီ black icon လေးကိုတစ်ချက်ပြန်နှိပ်လိုက်ပြီးရင် vertebral လေးနဲ့ကျော်ဒီ grab လေးကိုတစ်ချက်ပြန်ဆွဲမယ်โอเคကျော်ဒီ grab မဆွဲခင်မှာကျော်တစ်ချက်ဒီ shape လေးကိုပြန်ဖြတ်လိုက်မယ်ဖြတ်ပြီးရင်ကျော် black icon လေးကိုနှိပ်ပြီးတော့ကျော်ဒီ cross တိုင်းမှာ rounded rectangle လေးကိုတစ်ချက်နှိပ် edit shape ကိုနှိပ်ပြီးရင်ကျော်ဒီတိုင်းလေး နည်းနည်းလေး adjust လုပ်လိုက်မယ် okay နည်းနည်းလေးတိုးလိုက်မယ်ပြင်ကြောဒီကောင်လေးကိုနည်းနည်းလေး short လိုက်မယ် okay ပြီးွားရင်ကျွန်တော်ဒါလေးကို color fade ထဲမှာ white ကလေးကိုထားလိုက်မယ်ပြီးရင်ဒါလေးကိုကျွန်တော်ရွှေ့လိုက်မယ်ပေါ့နော် okay ဒီနေရာလေးမှာတစ်ချက်ထားလိုက်မယ်ပြန်ကြော touch ထဲမှာအဲ့ဒီအတွက်ကြောင့်ကျွန်တော် touch တစ်ခုကိုကျွန်တော်ထည့်လိုက်မယ် grad icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် tag ကိုတစ်ချက်နှိပ် okay ကျွန်တော်ဒီမှာကိုထားတဲ့ grab နာမည်လေးတွေပေါ့နော်ကျွန်တော်ဒီမှာမြန်မာလို့တစ်ချက်ထားလိုက်မယ် okay ဒီကောင်စန်ဒယ်လေးချလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ font လေးကိုတစ်ချက် collagen နဲ့နေရာလေးကိုချိန်လိုက်ကျွန်တော်เนี่ย black ထားလိုက်မယ်ပြီးရင် font size လေးကိုကျွန်တော်မချိန်တော့ဘူးเนาะ font size ကိုဒီတိုင်းပဲထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုဒီ layer လေးမှာလာပြီးတင်လိုက်မယ်ဖေးပြီးရင်ကျွန်တော်ဒါလေးကို shadow လေးတစ်ချက်ဖွင့်ပေးလိုက်เนาะအနက်လေးပဲ ကဲကြာဒီလောက်ပဲထားမယ်ကြာဒီဖောင်းအသိမကြိုက်ဘူးတစ်ချက်ချိန်လိုက်မယ်โอเคဗာလေးချိန်ကောင်းလဲโอเคကြာဒီမြန်မာလေးကိုချိန်လိုက်မယ်เนาะဒီဖောင်းလေးချိန်လိုက်โอเคပြီးဝင်ကြောဒီနှစ်ခုကိုဆလတ်မှတ်လိုက်မယ်ပြီးရင်ကြောဒီမှာ group ထိလိုက်မယ်โอเคပြီးရင်ကြောဒီမှာ duplicate ပွားလိုက်မယ်โอเคပြီးဝင်ကြောဒီဘက်ကိုနည်းနည်းလေးတိုးလိုက်မယ်โอเคဒီလောက်မှတစ်ခုထားလိုက်မယ်ပြီးရင်ကြောဒီ group မှာ add group ကြောဒီမြန်မာနေရာမှာ ျွန်တော်ပြောင်းမယ်စင်ကာပူပြောင်းလိုက်မယ်နော်โอเคကျွန်တော်ဒီမှာစင်ကာပူလို့ရိုက်ရှာလိုက်မယ်โอเคပြီးတော့ကျွန်တော်ဒီမှာ duplicate ထပ်ပွားမယ် duplicate ပြီးရင်ကျွန်တော်ဘေးလေးကိုနည်းနည်းတိုးလိုက်မယ်โอเคပြီးရင်ထုံးစံနိုင်မယ်ကျွန်တော် add group လာဒီနေရာမှာကျွန်တော်ခုခုထည့်လိုက်မယ်ထိုင်လန်ပေါ့နော်โอเคဒီမှာကျွန်တော်ထိုင်လန်လို့ထားလိုက်မယ် โอเคပြီးရင်ကျတော့ဒီကောင်လေးကိုလည်းထပ်ပြီးတော့ duplicate ထပ်ပွားလိုက်မယ်ပြီးရင်ကျတော့ဘေးလေးကိုနည်းနည်းလေးတိုးလိုက်မယ်โอเคပြီးရင်ထုံးစံတိုင်းမှာ add group ဒီ Thailand နေရာမှာကျတော့တခုခုပြောင်းမယ် Indonesia လို့ထားလိုက်မယ်เนาะ Indonesia Indonesia โอเคဘယ်ပြီးွားရင်ကျတော့အောက်မှာဒီတိုင်းလေးရပြီပြီးရင် blood icon လေးကိုနှိပ်ပါ feather drone လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွားရင်ကျတော့ဒီမှာ grab play တစ်ချက်ဆွဲလိုက်မယ် โอเคဒီစင်ကာပူနေရာမှာတစ်ချက်ထောက်လိုက်မယ်โอเคထိုင်းလန်နေရာမှာတစ်ချက်ထောက်မယ်ပြီးရင်ကျောင်းဒီမှာအင်ဒိုနီးရှားနေရာမှာတစ်ချက်ထောက်လိုက်မယ်โอเคပြီးတော့ထုံးစံတိုင်းကာလန်ဖေးရဲနိုကာလာကိုရွေးမယ်ပြီးတော့ဘော်ဒန်ရှယ်ဒိုးတွေကဒီဆုပ်လေးကိုဖွင့်ပေးလိုက်မယ်ပြီးရင်ဒီမှာကျောင်းကာလာတစ်ခုထားလိုက်ကျောင်းဒီအနီရောင်လေးကိုထားပြီးတော့အဆုံးထိတင်လိုက်မယ် ပြင်ကြောဒီမှာ border shadow လေးကိုတစ်ချက်ထားလိုက်မယ်။ Okay ဒီတိုင်းလေးရသွားပြီ။ရသွားပြီဆိုရင်ပြင်ကြောတို့ plot icon လေးကိုတစ်ချက်ထပ်နှိပ်ပါ။ပြင်ကြောဒီမှာ cycle shape လေးကိုတစ်ချက်နှိပ်လိုက်။ပြီးတော့ကြောတို့ icon လေးကို adjust လုပ်လိုက်မယ်။ Okay ပြီးတော့ကြောဒီကောင်လေးကို color change လိုက်မယ်။ color ကိုကြောဒီအဝါလေးဥမာအဲကြောအယောင်တောက်တောက်လေးထားလိုက်မယ်။ Okay ပြီးတော့ကြော move and transform ဝင်မယ်။ဝင်ပြီးတော့ဒီကောင်လေးကိုဒီဘူးစုံနေရာလေးကိုတစ်ချက်ရွှေ့လိုက်။ โอเคပြီးတော့ဒါလေးကို duplicate ထပ်ပွားလိုက်ပါပြီးတော့ဒီ cycle လေးကိုကျွန်တော်ဒီဒုတိယအမှတ်ကိုလာမယ်โอเคဒီမှာထားမယ်ပြီးရင်ဒီကောင်လေးကို duplicate ထပ်ပွားမယ်ပြီးရင်နောက်ထပ်တမှတ်မှာကျွန်တော်လာပြီးတော့ထားလိုက်မယ်เนาะโอเคနောက်ထပ်တမှတ်မှာထားမယ်โอเคပြီးတော့ဒါလေးကို duplicate ထပ်ပွားမယ်နောက်ဆုံးအမှတ်โอเคဒီအမှတ်လေးမှာကျွန်တော်ထားလိုက်မယ် โอเคဒီတိုင်းလေးရပါပြီရပါပြီဆိုရင်ကျွန်တော်ဒီမှာအဲဒီ shape 2ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒီကောင်ကျွန်တော် effect ကိုဝင် add effect ကိုဝင်ဝင်ပြီးတော့ကျွန်တော်ဒီမှာ D R A W I N G drawing progress ဆိုတာလေးကိုတစ်ချက်ရိုက်ရှာလိုက်ပါပြီးရင်ကျွန်တော် standard setting လေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီ n လေးကိုတစ်ချက်နှိပ်လိုက် keyframe တစ်ခုကြာပြီးရင်ကျွန်တော်ဒီကိုလိုချင်တဲ့ second လောက်ပေါ့နော်ကျွန်တော်ဒီ4 second လောက်ပဲထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ100လို့နှိပ်လိုက်โอเคပြန်ပြီးတော့ play ကြည့်မယ် ကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ်။ဘာမှားနေလဲ effort head win drawing program okay ဒီအန်နေရာလေးမှာကျွန်တော်တရားဖြစ်နေတယ်0 chain လိုက်နော်ပြန် play ကြည့်မယ်ကျွန်တော်ဒီတိုင်းလေးရသွားပြီဆိုရင်ကျွန်တော်အဲဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီ cycle 1ကဒီတိုင်းဟိုဖိတ်ရင်လေးနဲ့ပေါ်လာတာကိုလိုချင်တယ် cycle 1ကိုတစ်ချက်နှိပ်ပါ blending on opacity ကိုနှိပ် keyframe တစ်ခုချ short ထားလိုက်မယ် okay ပြီးွားရင်ကျော်ဒီမှာဒုတိယ cycle okay ထိတဲ့အချိန်မှာ blending and obesity short ချလိုက်မယ်တက်လာမယ် okay ပြီးရင်ကျော်နောက်ထပ် cycle layer တစ်ခုကိုထပ်သွားဒီနေရာလေးမှာတစ်ချက်ထောက်ပြီးရင် blending and obesity keyframe တစ်ခုချ short ချလိုက်မယ်ပြန်တင်လိုက်မယ် okay ပြီးရင်ကျော်နောက်ဆုံးတစ်ခုပါနောက်ဆုံးတစ်ခု okay ဒီကိုရောက်တယ် blending and obesity keyframe တစ်ခုချ short ချလိုက်မယ် ်ပြီးသွားရင်ပြန်တင်လိုက်မှာโอเคကျွန်တော်ပြန်ပြီးတော့ဒီနားလေးမှာ play ကြည့်လိုက်မှာโอเคโอเคโอเคဒီတိုင်းလေးကျွန်တော်ရပါပြီပြီးသွားရင်ကျွန်တော်ဒီမှာ touch ကလေးတစ်ခုထည့်မှာ attach ပြီးသွားရင်ကျွန်တော်ဒီမှာအဲ full person လို့ကျွန်တော်ထည့်လိုက်မှာเนาะပြီးရင်ကျွန်တော်ဒီမှာ center ကိုထားမှာထုံးစံတိုင်းမှာကျွန်တော်ဒီကောင်လေးကိုအဲအနီလေးထားလိုက်မှာပေါ့เนาะအနီလေးကိုကျွန်တော်ရဲရဲလေးထားလိုက်မှာโอเคပြီးသွားရင်ကျွန်တော် ဒီကောင်လေးကို cycle နည်းနည်းလေးချိန်လိုက်မယ်4% okay ပြီးရင်ကျွန်တော် move and transform လာမယ်ပြီးရင်ကျွန်တော်ပထမ point အပေါ်လေးမှာထားလိုက်မယ်4%ပြီးရင်ကျွန်တော်ဒီကောင်လေးကိုအရှိတိဆွဲလိုက်မယ် okay ပြီးရင်ကျွန်တော်ဒီ cycle မှာကျွန်တော်တို့ fade in လောက်ထားတဲ့အတိုင်းပဲသူ့ကိုလည်းကျွန်တော်တို့ fade in လုပ်မယ် landing obviously တစ်ချက်ထောက်ဆွဲချလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ cycle 1မှာကျွန်တော်ဘယ်နာတော့မှာလဲဒီလောက်မှာဆွဲတဲ့အကြောင်း landing obviously ျွန်တော် key rate တခုခြားလိုက်မှာ okay ပြန် play ကြည့်မယ်4%ပါ okay ပြီးွားရင်ကျွန်တော်နောက်ထပ်ဘယ်နေရာလေးလဲဆိုတော့ဒီမှာပါမဒီဆိုင်ကဝမ်ကော်ပီမှာချထားတဲ့ဒီ blending and opacity နေရာလေးနဲ့တန်းနဲ့ဖြစ်ကမယ်ပြီးရင်ကျော်ဒီ layer လေးကိုထောက်ပြီးရင်ကျော်ဒီမှာ copy layer နှိပ်လိုက်မယ်ကျော်ပြီးွားရင်ဒီမှာ paste layer ဒီမှာချလိုက်မယ်ပြီးရင်ကျော်ဒီကောင်လေးကို တခြား attack ကလည်းပြီးတော့အဲဒီကောင်လေးကို3 percent ပြောင်းလိုက်မယ် Okay move and transform လာမယ်ပြီးွားရင်ကျော်တို့ဒီကောင်လေးကိုသူ့ရဲ့ point out ခြေလေးကိုတခြားထားလိုက်မယ် Okay ကြောင်ညောင်းနှီးလိုက်မယ်ချက်ပြန်ကြည့်အောင် Okay ပြင်ကြောင်နောက်တနေရာအဲဒီနေရာလေးပါပြင်ထုံးစံနိုင်မယ်ဒီကောင်လေးကို copy ကူးလိုက်မယ်ပြင်ဒီမှာ space layer လောက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကို attach နေရာမှာ parcel လေးတစ်ချက်ပြောင်းလိုက်ဆိုတော့ကျွန်တော်2.5ကိုပြောင်းလိုက်မယ် okay 2.5 parcel okay ပြီးရင်ကျွန်တော်ဒီကောင်လေးကို move and transform ဝင်ဝင်ပြီးရင်ကျွန်တော်ထုံးစံတိုင်းသူရဲ့ point ရဲ့အပေါ်မှတ်လေးမှာကြော်ထားလိုက်မယ်။ Okay ဒါဆိုရင်သုံးခုရပြီ။နောက်ဆုံးတစ်ခု Okay ဒီနေရာမှာစမယ်။ Okay ပြီးတော့ကျွန်တော်ဒီကောင်လေးကိုအဲ copy layer ထုံးစံတိုင်းမှာရေးလိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကို paste layer ချလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ attach ကိုတစ်ချက်နှိပ်လိုက်မယ် okay ကျွန်တော်ဒီမှာ super sign လို့တစ်ချက်ရိုက်ထည့်လိုက်မယ် okay ပြီးတော့ကျွန်တော်ဒီကောင်လေးကိုထုံးစံတိုင်းဆွဲယူလာလိုက်မယ်ဒီ point ရဲ့အပေါ်လေးမှာတစ်ချက်ထားလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့အစားအလေးပြန်ပြီး play ကြည့်အောင် okay ဒီတိုင်း grad ပုံစံလေးတွားတယ် Okay ဒီတိုင်းလေးရတယ်ပြီးတော့ကျတော့ဒီမလိုချင်တဲ့ဟာတွေကိုကျတော့ဖြတ်ပစ်ပလိုက်မယ် slam မှာအကောင်လုံးဖြီးထားပြီးတော့ဆွဲချလိုက်မယ် Okay ပြီးရင်ကျတော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါအဲ export ထုတ်မယ်ဆိုရင်ကျတော့ frame ကို16လောက်ထားလိုက်မယ်ပြီးရင်ကျတော့ဒီကောင်လေးကိုနှိပ်ပြီးတော့ဒီ video လေးကို export ထုတ်လိုက်ရင်ရပါပြီ Okay ဒါဆိုရင်ကျတော့ပြန်ပြီးတော့ play ကြည့်မယ် โอเคပထမဆုံးကြော align motion နဲ့ဝင်မယ်ပြီးရင် blood icon လေးကိုနှိပ်မယ်ပြီးရင်ကြော create ကိုတစ်ချက်နှိပ်ပြီးရင် blood icon လေးကိုတစ်ချက်နှိပ် media ကိုနှိပ်မယ်အဲပြီးွားရင်ကြော်ဒီမှာကိုလိုချင်တဲ့ပုံတပုံထည့်လိုက်မယ်ပေါ့နော်ကြော်ဒီပုံလေးထည့်လိုက်မယ်โอเคပြီးွားရင်ကြော်ဒီကောင်လေးကိုဆွဲဆန်းလိုက်မယ်โอเค screen fit ဖြစ်တဲ့ဒီဆန်းလိုက်မယ်ပြီးရင်ကြော်ဒီကောင်လေးကိုအောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ် screen fit ဖြစ်အောင်တစ်ချက်လှုပ်လိုက်မယ်โอเคကြော်ဒီတိုင်းလေးရပြီ ရောက်ပါပြီဆိုရင်ကျောဒီကောင်ကိုတစ်ချက်ထောက်လိုက်မယ်ပြီးရင် effect ကိုနေ at effect ကိုနေပြီးရင်ကျောတို့ saturation vibrate ဆိုတာလေးရှိတယ်အဲကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျောဒီကောင်လေးကို short ပေးလိုက်မယ် okay ကျောဒီတိုင်းလေးရပြီရပြီဆိုရင်ကျော plot icon တစ်ချက်နှိပ်လိုက်ပါပြီးရင် vector drawing လေးကိုတစ်ချက်နှိပ်ပြီးရင်ကျောတို့အဲဒီ shape ကလေးတွေကိုကျောတစ်ချက်လိုက်မှတ်လိုက်မယ် okay ဒီမှာ okay ဒီမှာတစ်ချက်ထောက်မယ်ဒီမှာတစ်ချက်ထောက်မယ် ဒီမှာတစ်ချက်ထောက်မယ်ဒီမှာတစ်ချက်ထောက်မယ်ဒီမှာတစ်ချက်ထောက်မယ်ဒီမှာတစ်ချက်ထောက်လိုက်မယ်ဒီမှာတစ်ချက်ထောက်မယ်ဒီမှာတစ်ချက်ထောက်မယ်သူက shake ကလေးတွေမှာကြောင်းလိုက်ပြီးတော့ထောက်လိုက်တာပေါ့နော် sorry ဒါလေးနည်းနည်းလေးပြန်ထွက်လိုက်မယ်မညီတဲ့အတွက်ကြောင့် ဒီမှာတစ်ချက်ထောက်ပြီးဒီမှာတစ်ချက်ထောက်မယ်ဒီနေရာမှာတစ်ချက်ထောက်မယ် Okay ဒီနေရာလေးမှာထောက်မယ်ပြီးတော့ကျွန်တော်ထုံးစံတိုင်းမှာပြန်ထွက်လိုက်မယ် column fader ဝင်မယ် no color ကိုရွေးမယ်ပြီးတော့ပြန်ထွက်လိုက်မယ်ပြီးတော့ကျွန်တော် border shadow ကိုလာမယ်လာပြီးတော့ဆုပ်လေးကိုဖွင့်လိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကို Okay ကျွန်တော်ဒါလေးထားလိုက်မယ်ဒီ color လေးထားပြီးတော့ကျွန်တော်အဆုံးကြီးဆက်တင်လိုက်မယ် ပြင်ကြောဒီ show line လေးကိုနည်းနည်းလေး adjust လုပ်လိုက်မယ်ပြန်ထွက်လိုက်မယ်ပြီးတော့ border shadow ပြန်နှိပ် shadow လေးကိုဝင်ဖွင့်ပေးလိုက်မယ်ပြင်ကြောဒီမှာ color နေရာမှာခလကောင်လေးကိုပဲထားလိုက်မယ် okay ပြီးတော့ဒီမှာနည်းနည်းလေးတင်လိုက်မယ် okay glow ပုံစံလေးဖြစ်သွားအောင်เนาะပြီးတော့ကျွန်တော် effect ကိုတစ်ချက်နှိပ် add effect ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ glow လို့တစ်ချက်ရိုက်ရှာလိုက်ပါ okay ကျွန်တော်ဒီမှာအပေါ်ဆုံးက glow ဆိုတာလေးရှိတယ်ပြီးရင် standard setting လေးကိုတစ်ချက်နှိပ်လိုက် โอเคပြီးတော့ကျွန်တော်ဒီကောင်လေးကိုနည်းနည်းလေး short လိုက်မယ်โอเค short လိုက်ပြီးကျွန်တော် color လေးကိုတစ်ချက် color color နဲ့စင်အောင်ညီအောင်လို့ကျွန်တော်ထားလိုက်မယ်เนาะโอเคဒီတိုင်းလေးရပြီပြီးတော့ရင်ကျွန်တော်ဒီမှာ alpha လေးကိုနည်းနည်းလေး short ကျွန်တော်ဒီမှာဒီကောင်လေးကိုနည်းနည်းလေး short မယ် alpha လေးကိုနည်းနည်းလေး short မယ်โอเค ပြီးရင်ကြော်ဒီမှာ radial လေးကိုနည်းနည်းလေးတင်လိုက်ဟဲ့ပြီးတော့ဒီ shape ကလေးကိုတစ်ချက်နဲ့ effect ကိုနဲ့ပြီးရင်ကြော်ဒီမှာ drawing progress ဆိုတာလေးကိုတစ်ချက်ရိုက်ရှာလိုက်ပါ d r a w i n g drawing progress တစ်ချက်နဲ့ standard setting လေးကိုတစ်ချက်နှိပ်လိုက်ပါ okay ပြီးသွားပြီဆိုရင်ကြော်ဒီမှာအဲ့တော့ဒီချက်နဲ့ key frame တစ်ခုချအဲ့နေရာမှာ0လို့တစ်ချက်ရိုက်ရှာလိုက်ပြီးတော့ကြော်ဒီအစုံကိုသွားလိုက်မယ်ဒါ duration လေးကိုနည်းနည်းလေးဆွဲဆန်းလိုက်မယ်ဒီအစုံနေရာလေးမှာကျွန်တော်တရားလို့ထားလိုက်မယ် โอเคတရားလို့ထားလိုက်မယ်ပြီးွားရင်တော့တစ်ချက် play ကြည့်လိုက်မယ်โอเคဒီတိုင်းလေးသွားတယ်โอเคအဲ့မှာကျတော့ grab ထည့်ခြင်း decrab play ထည့်လိုက်လို့ရတယ်ပြန် play ကြည့်မယ်โอเคဒီတိုင်းလေးသွားတယ်เนาะကြည်ကြည်လိုက်မယ်โอเคရပြီအားစင်ကြောဒီမှာတက်လာတယ် โอเคဒီနေရာရောက်ရင်ကျွန်တော်တို့ point တစ်ခုချမယ်ပေါ့နော်အဲ့မှာ plug ကိုထပ်နေပြီးတော့ကျွန်တော် media ကိုတစ်ချက်နှိပ်နှိပ်ပြီးရင်မြေပုံပုံစံလေးကိုယူလိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကို site ကလေးဆွဲချုပ်လိုက်မယ်โอเคပြီးတော့ဒီကောင်လေးကိုကျွန်တော် shadow လေးတစ်ချက် on ပေးလိုက်မယ်โอเคပြီးတော့ကျွန်တော်ဒီနားလေးမှာလာမှတ်လိုက်မယ်โอเคပြီးရင်ကျွန်တော်ဒီမှာအဲ့ဒီနေရာမှာပဲ touch တစ်ခုမှတ်လိုက်မယ်ကျွန်တော်ဒီမှာခုခုရေးလိုက်ပေါ့ အဲကြောဒီမှာ stage 1လို့တစ်ချက်ရေးလိုက်မှာ stage 1 okay ကြောဒီကောင်လေးတစ်ချက်ထားလိုက်မယ်အဲပြီးွားရင်ကြောဒီနေရာမှာ color ကိုအဖြူလေးပဲထားလိုက်မယ်ပြီးွားရင်ကြောဒီကောင်လေးကိုတစ်ချက်နှိပ် okay နည်းနည်းလေးဆွဲချလိုက်မယ်ပြီးရင်ကြောဒီမှာ border shadow တွေဝင်ပြီးတော့ shadow လေးမှာ glow ပုံစံလေးဖြစ်အောင်အဖြူလေးကျွန်တော်ထားပေးလိုက်မယ် okay ဒီတိုင်းလေးရပြီ ပြီးရင် move and transform ဝင်ပြီးတော့ကျွန်တော်ရွှေ့လိုက်မယ် โอเคဒီမှာရွှေ့လိုက်မယ်ရပြီဒီနှစ်ခုရပြီဆိုရင်ဒီနှစ်ခု slab မှတ်လိုက်မယ်မှတ်ပြီးတော့ group ဖွဲ့လိုက်မယ်โอเค group ဖွဲ့လိုက်မယ်ပြီးရင်ကျော်ဒီ group လေးကိုတစ်ချက်နှိပ်နှိပ်ပြီးရင် blending and opacity ကိုတစ်ချက်နှိပ် keyframe တစ်ခုချမယ်အဆုံးကြီး short ချလိုက်မယ်โอเคပြီးရင်ကျော် keyframe တစ်ခုဝင်အဆုံးကြီးဆွတ်တင်လိုက်မယ်โอเคဒီချက်ကြည့်အောင်โอเคဒီတိုင်းလေးပြီးရင်ကျော်ဒီ blending opacity ကြားထဲမှာ graph plate တခုခြာလိုက်မယ်တစ်ချက်ကြည့်ကြည့်အောင်โอเค ပြင်ကျောင်းနောက်တစ်နေရာကိုသွားမယ်။ Okay ဒီနေရာလေးမှာဆိုတော့ကျွန်တော်ဒီ state 1လေးကိုကျွန်တော် copy ကူးလိုက်မယ်။ပြီးတော့ကျွန်တော်ဒီမှာ paste layer ဆိုပြီးချလိုက်မယ်။ပြင်ကျောင်းဒီ state 1လေးကိုဆွဲယူလာလိုက်။ Okay ဒီအမှတ်လေးမှာတစ်ချက်မှတ်လိုက်မယ်။ဒီ one ကြောဒီမှာ edit group ကိုနေကြောဒီမှာဒီ text ကလေးကိုတစ်ချက်ပြင်မယ် state 1နေရာမှာ state 2ပေါ့ okay ဒီ one ကြောပြန်ထွက်မယ်ပြန်ကြည့်လိုက်မယ်တစ်ချက် ရှိုင်းလေးသွားတယ် okay state 2ပြီးရင်ကျော်ဒီမှာ state 3ဒီနေရာလေးမှာပါပြီးရင်ထုံးစံတိုင်းမဲ့ဒီကောင်လေးကို copy လိုက်မယ်ပြီးွားရင်ကျော်ထုံးစံတိုင်းမဲ့ paste layer ချလိုက်မယ်ပြီးရင် move and transform နှိပ်ပြီးတော့ကျော်ဒီဒီကောင်လေးကို okay ဒီအမှတ်လေးမှာတစ်ချက်ထားလိုက်မယ်ပြီးရင်ကျော်တို့ edit group ကိုနှိပ်မယ်ဒါလေးကိုတစ်ချက် edit text ကလေးပြောင်းလိုက်မယ် state 3 okay တစ်ချက်ကြည့်လိုက်မယ် ချက်တီတီအောင် okay state 3 okay ကြောင့်ဒီနေရာလေးမှာတစ်ချက်လာ okay ဒီနေရာကိုမလာတော့ဘူးပေါ့နော်ကြောင့်ဒီအဆုံးကြီးသွားလိုက်တော့မယ်ကြာသွားမှာဆိုလို့ okay okay ဒီနေရာလေးကိုရောက်ပြီရောက်ပြီဆိုရင် plot icon လေးကိုတစ်ချက်နှိပ် media ကိုနှိပ်နှိပ်ပြီးသွားရင်ကြောင့်ဒီမှာအလံလေးပေါ့နောက်ဆုံးဒါရောက်သွားတဲ့နေရာလေးပါ okay ဒီအလံလေးကိုတစ်ချက်နှိပ်လိုက်မယ် okay ပြီးရင်ကြောင့်ထုံးစံတိုင်းသွားလိုက်မယ်ဒီ text လေးမှာထားလိုက်ပါနော်ရောက်သွားပြီဆိုတော့ okay ဒီတိုင်းလေးသွားမယ် ပြီးရင်ဒါကိုလည်းထုံးကန်တိုင်းကျောင်း shadow လေးတစ်ချက်ဖွင့်ပေးလိုက်မယ်။ on ပေးလိုက်မယ်။ပြီးွားရင် blending opacity ကိုနှိပ်မယ်။ထုံးကန်တိုင်း keyframe တစ်ခုချာ short ထားလိုက်မယ်။ပြီးရင်တစ်ချက်တင်မယ်။ okay ပြန်တင်လိုက်မယ်။ဒီတိုင်းလေးပါပြီးရင်ကျောင်းဒီ layer လေးကို okay ကျောင်း okay ဒီဒီဆက်ဆန်လိုက်မယ်။ okay ပြီးွားရင်ကျောင်းဒီကောင်လေးတွေကိုတစ်ချက်ဖြတ်လိုက်မယ်။ဖြတ်ပြီးွားရင်ကျောင်းဒါလေးကို ီမှာအပေါ်ဆုံးမှာ group ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ရသွားပြီပြန်ပြီးတော့ play ကြည့်အောင် okay state 1 state 2 state 3 okay နောက်ဆုံးကြတော့ဘန်းနိုင်အောင်ရောက်သွားမယ် okay ဒီတိုင်းလေးရပြီရပြီဆိုရင်ကျွန်တော်ဒီကောင်လေးကို animation လေးတစ်ချက်ထည့်လိုက်မယ် okay ကျွန်တော်ဒါလေးကိုတစ်ချက်ထောက်လိုက်ပါပြီးရင် move and transform တစ်ချက်ဝင် key frame လေးတစ်ခုချမယ်ဒီကောင်ကျွန်တော်ဒီ site နေရာလေးမှာလည်း key frame လေးတစ်ခုချလိုက်မယ် ဒီကကျွန်တော်ဒီတိုင်းလေးတက်သွားတယ်โอเคဒီဆုံးတဲ့နေရာလေးမှာကျွန်တော် key frame လေးတစ်ခုထပ်ချမယ်ဒီ site နေရာလေးမှာလည်း key frame လေးတစ်ခုထားလိုက်မယ်โอเค B1 ကျွန်တော်ဒီ site ကလေးကိုတစ်ချက်ချဲ့လိုက်မယ်โอเค B1 ကြောဒီကောင်လေးကိုတစ်ချက်ထောက်ထောက် B1 ကြောအောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ်โอเคဒီတိုင်းလေးရတယ်ကြောတစ်ချက်ပြန်ကြည့်လိုက်မယ် โอเคဒါဆိုရင်ကျွန်တော်ဒီမှာ grab ထည့်လဲရတယ်မထည့်လဲရတယ်ကျွန်တော်ဒီမှာ grab မထည့်ပြတော့ဘူးโอเคပြီးရင်ကျွန်တော်ဒီ site ကလေးကိုနည်းနည်းလေးထပ်ပြီးတော့ share ကြည့်လိုက်မယ်โอเคပြီးတော့ကျွန်တော်ဒီကောင်လေးကိုအောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ်โอเคဒီချက်ပြန်ကြည့်အောင်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ animation လေးပြီးွားပြီပဲဖြစ်ပါတယ်ပြန်ပြီး play ကြည့်အောင်โอเคဒီတိုင်းလေးတက်လာတယ်ဖိဖိတက်လာတယ် stay 1 stay 2 state 3 okay p1 ကျော်ဒီဒီပန်းနိုင်ကိုရောက်သွားမယ် okay ရပါပြီ p1 ကျော်ထုံးစံနိုင်မယ်ဒီမှာကျော်ဒီကောင်လေးကို 60fps ထားလိုက်မယ် p1 ကျော်ဒီမှာ expo လေးနှိပ်လိုက်ရင်ရပြီပဲဖြစ်ပါတယ် okay p1 ပြန်ပြီးတော့ play ကြည့်လိုက်မယ် ွဲဒါစင်နာကျွန်တော်အခုလုပ်ပြပြလိုက်တဲ့ animation တစ်ခုအသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ် animation တွေကိုနောက်ထပ် video မှာပြန်လဲဆုံရကြမယ်